ခေါင်းဆောင်တယောက်ဆိုရင်ဘလို့ပုံစံကိုအရင်ဆုံးမြင်အောင်မိကြလဲအခန်းထဲမှာအတန်းအကျယ်ဆုံးအဆုံးဖြတ်တွေတပုံးပုံးချနေတဲ့သူကိုပဲခေါင်းဆောင်လို့တတ်မှတ်နေတော့မယ်လားဒီနေ့မှာတော့အဲ့ဒီ user ဟောင်းကိုနည်းနည်းလေးဖိဖိပြီးပုံစံအတိတ်တခုကိုအတူတူတိစုပ်ကြည့်ကြအောင်ခေါင်းဆောင်တယောက်ဖြစ်ချင်းရဲ့တိကျအတိတ်တွေကဘာလဲဆိုတာကိုပေါ့ဒါကတော့ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ကျုပ်တို့ရဲ့အမြင်တွေကိုလုံးဝပြောင်းပြန်လမ်းလိုက်တဲ့စကားတစ်ခုပါပဲအဓိကကကိုအတန်းအကျယ်ဆုံးဖြစ်ဖို့မဟုတ်ပဲတခြားတူတန်းရဲ့အတန်းကိုကြားတယ်အတိမှပြုတယ်လို့ခံစားရစီဖို့ပဲ ဒါဟာအာနာကိုကင်ဆယ်ထားတာကနေနားလည်မှုကိုဒီဆောက်ချင်းစီပြောင်းလဲလိုက်တာနဲ့အတူတူပါပဲ။ကဲပထမဆုံးအနေနဲ့ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးကျွန်တော်ခေါင်းထဲဆွဲနေတဲ့ဒန်းသားရီတချို့ကို ဖြိုးခွဲကြည့်ကြရအောင်။ကျွန်တော်အလုံးအလွယ်တကူလက်ခံထားပြီးမဲ့တကယ်တမ်းမှာကျွန်တော်ကိုနောက်ပြန်ဆွဲနေတဲ့အတွေးခေါ်ဒီပေါ့။များသောအားဖြင့်ခေါင်းဆောင်တယောက်ကိုအဖြစ်မှန်သမျှတည်တဲ့သူအမြဲတမ်းအစီအစဉ်အကြီးကြီးနဲ့ယုံကြည်မှုအကြီးရှိတဲ့ဉာဏ်ကြီးရှင်တယောက်လို့မြင်အောင်ကြကြတယ်။ ဒါပေမဲ့ဒီအမြင်ရဲ့နောက်ွယ်ကပြဿနာကိုကြည့်လိုက်ပါ။ကောင်းဆောင်ကပဲအဖြစ်အလုံးကိုသိနေတယ်ဆိုရင်အဖွဲတဲကတခြားသူတွေကတော့ဘယ်လိုလုပ်သင်ယူခွင့်ကြီးသွားခွင့်နဲ့သူတို့ရဲ့အရေးချင်းတွေကိုထုတ်ပြခွင့်ရတော့မှာလဲ။ဟုတ်ပြီ။အရာရာကိုသိတဲ့ကောင်းဆောင်ဆိုတာကတန်တားရီတစ်ခုဆိုရင် သူ့အစားထိုးကဘာဖြစ်မလဲ။ဒီဖြေတော့အားလုံးကိုအနာတင်သွားစေနိုင်ပါရဲ့။အဲ့ဒါကတော့နှိမ်ချမှုပါပဲ။ ဒီနေရာမှာနှိမ်ချမှုကိုအားနည်းချက်တစ်ခုအနေနဲ့မဟုတ်ဘဲတကယ့်ကိုအစွမ်းထက်တဲ့မဟာပြူဝါမြောင်းအာသာချက်တစ်ခုအဖြစ်ပြန်ပြီးဖွံ့ဖြိုးကြည့်ကြအောင်ဒါကခေါင်းဆောင်မှုရဲ့အရေးမှန်းချက်တစ်ခုလုံးကိုဖန်တီးအကိပလေခွင့်လိုက်ကြပါပဲကိုကိုတိုင်ကကျေပွင့်ထိနေဖို့မဟုတ်တော့ဘူးကို့အဖွဲ့ထဲကလူတိုင်းရေးရေးဝံဝံတောက်ပနိုင်မဲ့ဆင်းမင့်တစ်ခုကိုဖန်တီးပေးဖို့ဖြစ်လာပါပဲဒီခေါင်းဆောင်မှုပုံစံတည်ချက်အတဲလလုံးမှအရေးကြီးဆုံးအရေးချင်းတစ်ခုရှိပါပဲအဲ့ဒါကတော့ကိုယ့်ရဲ့အတ္တကိုလမ်းဖဲ့ပေးလိုက်ဖို့ပါပဲဘာလို့လဲဆိုတော့ အတ္တဆိုတာကကောင်းမွန်တဲ့တွဲခေါ်ရဲ့အချီးမားဆုံးယန္တူဖြစ်နေလို့ပါဒါဟာအကောင်းဆုံးတွဲခေါ်မှုတွေကိုဖြစ်မသွားနိုင်အောင်တားဆီးထားတဲ့တန်တိုင်းဤတစ်ခုလို့ပါပဲဒီတော့ဒါကိုလက်တွေ့တော်မှာဘယ်တော့အထုံးချကြမလဲဒီနေ့ကစားပြီးချက်ချင်းလှုပ်ဆောင်လိုက်မဲ့တင်းငယ်ပဲမဲ့တကယ်ထိရောက်တဲ့အပြောင်းလဲငါဟိုကမျှဝေပေးသွားပါမယ်ဒါတွေကအဖွဲပေါ်ချီးမားတဲ့တည်ရောက်မှုတွေရှိစေနိုင်တဲ့ရိုးရှင်းတဲ့အပြောင်းလဲလေးတွေပါပရမအောင်ပြောင်းလဲရတော့အရင်ရိုးရှင်းပေမဲ့မယုံနိုင်လောက်အစွမ်းထက်တဲ့စကလုံးသုံးလုံးနဲ့ပတ်သက်နေပါနဲ့ ိုမားတော်ကြောင့်ဝန်ခံလိုက်တာကလေးစားမှုကိုမဆုံးရှုံးစေပါဘူးတကယ်တော့ယုံကြည်မှုကိုပို့ပြီးတော့တိဆောက်ပေးပါတယ်ဒါကကိုယ့်အဖွဲ့ကိုကိုယ်လဲလူသားတယောက်ဖြစ်ကြောင်းပွင့်လင်းကြောင်းသူတို့တို့လည်းပွင့်လင်းစွာပြောဆိုလို့ဘေးကင်းကြောင်းပြသရာရပါတယ်ဒီမှာဒါကိုချက်ချင်းလက်တွေ့အတုံးချနိုင်မယ့်နီးလန့်ပါလောဘကံပတိယောက်ကိုဒီစကားပြောလိုက်တာကိုစိတ်ကူးကြည့်လိုက်ပါဒါကဆက်ဆံရေးကိုချက်ချင်းပြောင်းလဲစေပြီးယုံကြည်မှုတရားတစ်ခုကိုတည်ဆောက်ပေးလိုက်တဲ့အတူတူပါပဲ။ ဒုတိယအပြောင်းလဲလဲကတော့ကိုဘလို့ပုံစံနဲ့ပေါ်ထွက်လာတယ်လေဆိုတာနဲ့သက်ဆိုင်ပါတယ်။ဒါဟာစစ်မှန်တဲ့ယုံကြည်မှုနဲ့သူ့ရဲ့ဆူညံတဲ့ညီကိုတော်မာနာတို့ကြားကကွာခြားချက်ပါပဲ။လူတွေမှာမာနာထောင်လွားမှုကိုအလိုလိုသိနိုင်တဲ့အာယုံခံကိရိယာကခုပါလာပြီးသားပါ။ခေါင်းဆောင်တယောက်ကအရာရာကိုတိတလို့ဟန်ဆောင်နေတဲ့အခါဒါကအဖွဲကိုရှင်းလင်းတဲ့တရင်စကားကခုပေးပို့လိုက်တာပါပဲ။မင်းတို့ရဲ့အတွေးခေါ်တွေကိုဒီမှာမလွယ်ဘူးဆိုတာကိုပေါ့။အဲ့ဒီမှာပဲတီးထွင်ဖန်တီးမှုတွေရပ်တန့်ထွားပါတယ်။ ဒါယောရှင်မိမဲတကယ်လေးနဲ့တဲ့အမှုအချင်းပိုင်းဆိုင်ရာအပြောင်းလဲတစ်ခုပါအရင်ဆုံးထင်မြင်ချက်တောင်းခြင်းအားဖြင့်အတွေးခေါ်တွေစုဆောင်းနေတာပြမဟုတ်ပဲကိုယ်ခွက်တွေရှုထောင့်ကကိုယ်ထက်ပိုရေးချီတဲ့ဆိုတော့ကိုပြတတ်နေတာပါကဲကျွန်တော်ရဲ့တတိယအမြောက်အပြောင်းလဲကတော့အလုပ်တွေကိုရိုးရိုးခွဲဝေပေးတာကနေလူတွေကိုတကယ်တမ်းစွမ်းအားမြင့်တင်ပေးခြင်းစီကိုရွှေ့ပြောင်းသွားဖို့ပါပဲ တာဝန်လွဲအပ်ခြင်းနဲ့စွမ်းအားဖြင့်တင်ခြင်းကြားမှာကြီးမားတဲ့ကွာခြားချက်ရှိပါတယ်။တာဝန်လွဲတာကအလုပ်တစ်ခုကိုပေးလိုက်တာ။စွမ်းအားဖြင့်တင်တာကတော့မိမောင်းကိုလွဲပြီးပြီးတခြားတယောက်ကိုတောက်ပါဖို့ယုံကြည်စွာအခွင့်ရေးပေးလိုက်တာပါ။ဒီမှာတစုံတယောက်ကိုစွမ်းအားမြင့်တင်ပေးဖို့လက်တွေ့ကြတဲ့နီလန်းတခုပါသူတို့ကိုဥဆောင်ခွင့်ပေးခြင်းအပြင်သူတို့ရဲ့အရေးချင်းတွေကိုဖွင့်ဖြိုးအောင်လုပ်ပေးနေတာပချာမဟုတ်ဘူးခေါင်းဆောင်မှုဆိုတာယာတို့တခုတွေမှာကန့်သက်မထားဘူးဆိုတာကိုအဖွဲ့တစ်ဖွဲ့လုံးဝပြသနေတာပါ စတုတ္တမြောက်ပြောင်းလဲကတော့ကိုဖန်တီးတဲ့ပဝန်းကျင်နဲ့ပတ်သက်ပါတယ်။ဒါဟာလူတွေကသူတို့ရဲ့ဘင်ကိုစရက်ရဲ့အတိုင်းနေထိုင်ရတဲ့လုံခြုံတဲ့နေရာတစ်ခုကိုတိဆောက်ခြင်းပါပဲ။စိတ်ပိုင်းဆိုင်ရာလုံခြုံမှုဆိုတာထူးချုံတဲ့အဖွဲတစ်ဖွဲ့ရဲ့အုံမြစ်ပါပဲ။လူတွေကလောက်ခွဲမှာမျက်နှာဖုံတက်ထားရမယ်လို့ခန်းစားနေရရင်သူတို့ဟာသူတို့ရဲ့ဘင်ကိုစရိုက်ကိုပဲဖုံးကွယ်ထားတာမဟုတ်ပါဘူး။သူတို့ရဲ့အကောင်းဆုံးအတီးထွေနိုင်ဆုံးနဲ့စိန်ခေါ်မှုရှိဆုံးအတွေးခေါ်တွေကိုပါဖုံးကွယ်ထားတာပါ ဤယောရှင်ပြည်လူသားဆန်တဲ့မေခိုလီကအဲ့ဒီလုံခြုံမှုကိုစတင်တိဆောက်ဖို့အစပြုပေးနိုင်ပါတယ်။ဒါကကိုယ်ဖွဲ့သားတွေကိုဝနာတွေအနေနဲ့ပချမဟုတ်ပဲလူသားတွေအနေနဲ့ပါကယူဆိုင်ချောင်းပြက်တရာရောက်ပါတယ်။နောက်ဆုံးအနေနဲ့ပင်စမမြတ်အပြောင်းလဲပါ။ဒါကတော့ဂုံပြူမှုနဲ့အာယုံဆိုင်မှုတွေကိုဘသူစီကိုဥတီပေးတယ်လဲဆိုတာနဲ့သက်ဆိုင်ပါတယ်။ဒီအစွမ်းထက်တဲ့ဥပစာကိုစဉ်းစားကြည့်ပါ။မိမောင်းကလူတယောက်တည်းကိုပဲထိုးပြပြီးကြံတဲ့သူတွေကိုအမောင်းထဲမှာထားခဲ့တယ်။ဒါပေမဲ့နေကတော့ နေကလူတိုင်းကြီးထွားဖို့အတွက်လင်းရောင်နဲ့နှွေးထွေးမှုကိုပေးစွမ်းပါရယ်ဒါဟာဂုံယူမှုကိုတယောက်ထဲယူတဲ့ခေါင်းဆောင်နဲ့အာလုံကိုအောင်မြင်စေမယ့်အခြေအနေလေးဖန်တီးပေးတဲ့ခေါင်းဆောင်ကြားကကွာခြားချက်ပါပဲနေတဲ့ဆင်းဖြစ်လာဖို့နီလန်လန်ကတော့ဒီမှာပါအဖွဲရအောင်မေမှုကိုရဲကိုလူသိရှင်ကြားကွန်ပျူတာပေါ်အလေးအကျင့်တစ်ခုဖြစ်အောင်လုပ်ပါဒီရုပ်ရှင်တဲ့လောက်ရက်ကအဖွဲစိတ်တဲ့နေတူညီတဲ့ရီမန်းချက်ခံစားချက်ကိုပြောင်းလဲပေးနိုင်ပါတယ်ကဲအဓိကအချက်ကပါလဲချို့ခေါင်းဆောင်မှုအတွက်မတူညီတဲ့လက်နက်တွေကိုတွေ့ခဲ့ရပြီ အဲ့ဒီ line တွေကနောက်ဆုံးမှာဘယ်ကိုဥတီသွားလဲဆိုတာကြည့်လိုက်ရအောင်ဒီမှာပါပဲပြတ်တာတဲ့အမှန်တရားအတ္တနဲ့ဥဆောင်တဲ့အခါအဖွဲကညွန်းတွန်းသွားတယ်ဒါပေမဲ့နှိမ့်ချမှုနဲ့ဥဆောင်တဲ့အခါအဖွဲကထိုးတက်လာတယ်ကြီးထွားလာတယ်ရှင်တန်လာတယ်ဒါဟာခေါင်းဆောင်တိုင်းရွေးချယ်ရမယ်အနောက်ဆုံးရွေးချယ်မှုပါပဲအခုဒါကိုလက်တွေ့ကြအောင် လုပ်ကြည့်ကြအောင်တင်ယူခြင်းကနေလှုပ်ဆောင်ခြင်းစီကိုပြောင်းလဲရမယ်ခြင်ရောက်ပါပြီဒီမှာပထမဆုံးခြေလှမ်းပါဒီတော့ ဒီမဲခုံးလေးနဲ့အဆုံးသတ်လိုက်ပါမယ်။ဒီတင်းငယ်တဲ့ကြောင်းလေးတွေကဘယ်တစ်ခုကိုဒီတစ်ပတ်မှာစပြီးလှုပ်ဆောင်သွားမလဲ။တတိယပါစစ်မှန်တဲ့ခေါင်းဆောင်မှုဆိုတာအဖြေအားလုံးကိုသိနေတာမဟုတ်ပါဘူးပေါ်ကောင်းတဲ့အဖြေတွေပေါ်ထွက်လာနိုင်မယ့်နေရာတစ်ခုကိုဖန်တီးပေးခြင်းသာဖြစ်ပါတယ်အဲ့ဒီအရာကကိုယ်တိုင်ကနေစတင်ရမှာပါ